မင်းရဲ့လုပ်ရတဲ့ခုကဒီမှာထိုင်နေတဲ့ဒိုင်လူကြီးတွေရဲ့ဂုံတိတ်ခါဒီပွဲရဲ့ဂုံတိတ်ခါအများကြီးအကျိုးသက်ရောက်မှုရှိတယ်။အခုပုံမှန်အလိုမျိုးဘယ်လိုမလဲဟိုမကောင်းပြောချင်တဲ့စိတ်လည်းမရှိပါဘူးကျွန်တော်ဒီတန်းတန်းလေးပဲကျွန်တော်အမှန်အမှန်မထင်ပဲပြောလိုက်တဲ့စကားလေးကအခုအတွက်ဟိုတောင်းဟိုနှောက်ရက်ဖြစ်သွားတယ်ဆိုတော့ကျွန်တော်ဒီနေရာလေးမှာကျွန်တော်ဟိုအခုဒီဟာဝင်ချတောင်းမှန်ပါလေလို့ကျွန်တော်ပြောချင်ပါတယ်ဟုတ်လာရဲတာတော့အချစ်ကျူတယ် တိမပြူရယ်ဟုတ်နော်ဟုတ်ထပ်ပြီးတော့စူးစမ်းခြင်းစိတ်ရှိတာကိုလည်း appreciate လုပ်တယ်ဟုတ်တဲ့ interview ပဲကြာစကားကိုဆင်ခြင်ပြီးပြောနော်ဟုတ်ဟုတ်ကိုညို့ fight ချင်လို့လားအဲ့လိုတော့မဖိုက်ရပါဘူးလို့လဲဆိုတော့ तू ကတကယ်အဲဝိုင်းရင်တရုတ်ဆောင်ရင်ကျွန်တော်မှဖိုက်နိုင်တဲ့အခြေချင်းဖိုက်လည်းမဖိုက်ပါဘူးဖိုက်နိုင်တဲ့အခြေချင်းလည်းမရှိပါမှန်းနိုင်လောကထဲမှာရက်တီဖို့ဆိုတာကကြတော့ဟုတ်ဒီရတစ်ခုရတယ်မြောက်ဟုတ်ကဲ့စကားပြောဆိုဟုတ်နေထိုင် ဲ့ဒါတွေပါအများကြီးလို့တယ်ဟာအဓိကကျွန်တော်ဒီအဲ့လိုမျိုးပြဿနာတွေလည်းမဖြစ်ချင်ပါဘူးလို့ဆိုဟိုကိုကြောင့်အဲ့လိုမျိုးစိတ်အနှောက်အယှက်ဖြစ်သွားမှလည်းကြောက်တယ်နောက်ပြဒီလောကကလည်းဟိုဘယ်ပြောမလဲနာမည်ပြတ်သွားလို့ရှိရင်လည်းမရဘူးပေါ့နော်အဲ့ကြောင့်လည်းကျွန်တော်ပြန်ပြီးတော့ကိုဘက်ကကိုဘက်ကလူငယ်ဆိုတော့ကိုဘက်ကပြန်ပြီးအဲ့လိုမျိုးတောင်းပန်နေမှာပါအဲဘာဖြစ်လို့ပြန်လာလဲဆိုတော့မောင်လေးကအဓိကပြောလို့ရှိရင်ဒါကမောင်လေးကဒီအနုပညာလုပ်ကိုချစ်တယ်ဒီသူ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 နဲ့ဒီပြိုင်ပွဲမှာမဟုတ်ပါမောင်မလေးရောဒီအနုပညာလောကဆိုတာဒီပွဲမှာမဟုတ်တခြားပွဲတွေမှာလည်းသူနဲ့စုံကောင်းစုံနိုင်တယ်ပေါ့နော်အဲ့ချိန်ကြာလို့ရှိရင်လည်း င်းတဲ့ချင်းအဆိုင်ကိုဆိုင်ရမှာပဲလေတွေ့ရမှာပဲအဲကြတော့ဒီပြိုင်ပွဲကလည်းတကယ်ကိုကိုအရန်စိတ်ဝင်စားတဲ့ပွဲတကယ်ခေါင်းဆောင်မင်းသမားမင်းသမီးရွေးမှာဆိုတော့ပို့ပြီးတော့စိတ်ဝင်စားတယ်အဲကြောင့်မောင်ကြီးကတော့ဟိုဘယ်နေတော့စုံဖြတ်ချက်ချပြောပဲသွားပြန်လိုက်တယ်ပေါ့နော်မျက်နှာပုပ်ပုနဲ့ပဲသွားပြန်ရင်သွားပြန်လိုက်ဒါမဲ့လည်းပြိုင်မဲ့နေ့တော့အကြောင်မလေးကဖောင်မဲ့တင်ထားတာမပြိုင်သေးဘူးလို့ဆုံးပြတ်ထားတာအားလဲအားနာလို့လေဒါမဲ့လည်းတကယ်ချင်းတယောက်ကလာလာခဲ့လိုက်ပါဟိုအဆင်ပြေသွားမှာပါဆိုတော့ねမောင်ကြီးကအဲ့မှာသွားပြန်လိုက်တော့အခုလိုမျိုး တော်တော်နေရတိပါလာပေါ့နော်ဟောသူကစပြေခဲ့တဲ့မင်းနဲ့ငါနဲ့ပြန်တွေးကြရည်လို့သူကဟိုစင်မမာခဲ့တဲ့သူပြောရယ်ပေါ့နော်ပြောတော့ပူပြောဟိုသူသူလည်းတိမာပါဒါပေမဲ့ကိုကသူသူကိုလားပြန်မယ်လေသူကတိကျမှလည်းတိမာဒါပေမဲ့ကိုကအစခဲ့တဲ့သူ့ပုံပါပါမြင်တယ်လေမြင်သားနဲ့ကိုကသွားပြန်လိုက်တာတကယ်တက်သိရှိရမှာပါမှာရေဒီလူပညာချစ်လို့မလို့သွားပြီးတော့ပြန်လာပါဟောကိုညို့ fight ချင်လို့လားအဲ့လိုမျိုးတော့မဖိုက်ရပါဘူးလို့လဲဆိုတော့ तू ကတကယ်အဲဝိုင်းတရုတ်ဆောင်ရင်ကျွန်တော် မှာဖိုက်နိုင်တဲ့အခြေအနေဖိုက်လည်းမဖိုက်ပါဘူးဖိုက်နိုင်တဲ့အခြေအနေလည်းမရှိဘူးအမှန်တမ်းပြောကျွန်တော်ကအခုမှပွဲစိတ်လာအခုကစင်ကြီးလောက်ရှိရလေကျွန်တော်မှဘလို့မှဟိုညာညာတဲ့ရေရေချင်းမရှိပါဘူးဖိုက်လည်းမဖိုက်ရပါဘူးဟောအဓိကကကျွန်တော်ဒီအဲ့လိုမျိုးပြဿနာကြီးလည်းမဖြစ်ချင်ပါဘူးလို့ဆိုဟိုကိုကြောင့်အဲ့လိုမျိုးစိတ်အနှောက်အယှက်ဖြစ်သွားမှလည်းကြောက်တယ်နောက်ပြတ်ဒီလောကကလည်းဟိုဘယ်လိုမလဲနာမည်ပြတ်သွားလို့ရှိရင်လည်းမရဘူးပေါ့နော်အကြောင်းလဲကျွန်တော်ပြန်ပြီးတော့ကိုဘက်ကကိုဘက်ကလူငယ်ဆိုတော့ကိုဘက်ကပြန်ပြီးတော့အဲ့လိုမျိုးတောင်းပန်လာပါအဲ့လိုမျိုးပြောလိုက်တဲ့အချိန်မှာမောင်လေးအမှန်တမ်းပြောလို့ရှိရင်မောင်လေးက နည်းနည်းတော့ရှက်သွားတယ်ပေါ့အမဟဲ့ဘာလို့ဆိုတော့ဒါကိုယ်အဲ့လိုမျိုးပြောမဲ့လို့လည်းမထင်ဘူးပြောလိုက်တဲ့အချိန်မှာကျွန်တော်အမှန်တမ်းပြောလို့ရှိရင်ကျွန်တော်နည်းနည်းတော့ရှက်သွားတယ်ဘာလို့ဆိုတော့ဒါက တိုင်ပွဲဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဆင်းရဲရဲချမ်းသာတာဘာသူမဆိုလာရောက်ပြီးတော့ရှင်ပြိုင်ခွင့်ရှိရလို့ကျွန်တော်မြင်နေပေါ့နော်အဲ့လိုမျိုးသူ့ပုံတွေ့ရတဲ့နဲ့လာပြတဲ့အချိန်မှာတော့အော်ငါ့ကိုအဲ့လိုမျိုးပြောလိုက်တာဆိုပြီးတော့နည်းလေးတော့စိတ်မကောင်းလို့တော့ဖြစ်သွားနည်းလေးဝမ်းနဲ့စိတ်တော့ဖြစ်သွားပေါ့နော်အဲ့လိုမျိုးဒါမဲ့လည်းဟိုအကောင်းဆုံးတော့လည်းလုတ်ခဲ့ပါတယ်ဒါမဲ့အကူကတော့ဟိုပြင်နာပြီးတခုမှကျွန်တော်တွေ့လိုက်တယ်ပေါ့နော်ဒါသူ့ကလည်းသူဟိုဘယ်လိုပြောမလဲဒီ personal ကိစ္စရှိသည်ရှိသည်ဖြစ်စီပေါ့နော်ဒါပြန်ပွဲဖြစ်တဲ့အတွက်ကြောင့်မလို့သူတရုတ်ဆောင်ကြီးအပေါ်မှာပဲအမှတ်ပြီးမယ်သူကျန်တဲ့ကိစ္စတော့သူအဲ့လိုမျိုးသူဘာမှမဖြစ်ဘူးလို့သူပြောတဲ့ချက်ကြောင့်သူပြောနည်းနည်းတော့ ိုစိတ်သက်သာရတော့ရပါဘောလေဟောဟောဒါပေမဲ့အဲ့လိုမျိုးပြောလိုက်တော့နည်းနည်းလေးတော့စိတ်မကောင်းလေးတော့ဖြစ်သွားပါဘောလေဟောပြန်ပြီးတဲ့အချိန်မှာကျတော့သူကတော့နည်းနည်းလေးတော့ဟိုဆုံးမစကားလေးတော့ပြောတော့ပါတော့ဟိုဒီလောကကတရုပ်ဆောင်ကောင်းယုံနေတော့မရဘူးဒီလောကထဲမှာနေမယ်ဆိုရင်ဒီစကားပြောဆိုစင်ကြီးရမယ်ကိုကြောင့်မလို့တခြားသူဂုံတိတ်ခါကြောင့်မလုပ်ရအောင်အဲ့လိုမျိုးတွေတော့သူကတော့ဟိုမှားတာပေါ့လေဟောကျွန်တော်ကျွန်တော်တော့ကောင်းစင်ကြီးတော့ပြောတာပါအကူကတော့လေဟောအဲအကူဟာမှအကူကဒီမှာရှုလိုက်အပလီကေးရှင်းရတဲ့မင်းရဲ့ပုံဝင်မှာ share ပြောတဲ့ဒီမှာ တင်ထားရတယ်ဝင်ကြည့်လာမယ်ဆိုတော့ကိုဝင်ကြည့်လိုက်တဲ့ချိန်မှာကျတော့သူ့ရအောင်မှာကျတခြားအနုပညာရှင်တွေမှတ်ထားလဲတွေ့ရပေါ့နော်အာဒါကွန်ယူနဲ့ရည်ဆက်ပါတာတွေပါပြောတဲ့ချိန်မှာပို့ပြောအလိုမျိုးနေနေလေးတော့အဲအကိုကတော့မလို့နေမနေတော့ဒီကျွန်တော်ကနေနေလေးတော့အလိုမျိုးစိတ်လှုပ်ရှားပြောအလိုမျိုးအော်နည်းပြောပြောရှင်နဲ့ပြောရှင်နဲ့ဘက်တော်အလိုမျိုးသွားရပေါ့နော်ဟုတ်ဟုတ်မှန်တယ်ပြောလို့ရှိရင်ဒီအယောက်20တွေကမှကိုယ့်ကိုထူးထူးခြားခြား ရေစက်ပါကြီးလို့ရှေ့ရဆိုလဲကိုကဘယ်လိုများအတိုင်းထက်လွန်ပေါ့ဒါမှမဟုတ်ပျော်ရတယ်ပေါ့နော်အခုစရှေ့ကြတယ်ကျွန်တော်အဲ့လိုမျိုးလဲမန်လေးလည်းဖတ်ကြည့်ရအဲ့လိုမျိုးဘယ်သူဘယ်သူတက်ဘယ်လိုမျိုးမှန်ထားလဲဆိုတော့ကြည့်အောင်အဲ့လိုမျိုးလေးတချို့ကောမန့်လေးဆိုတော့ရည်စရာလေးတွေ့တွေ့ရလေးပြောပါတယ်ဟောကိုဆိုရလဲကျွန်တော်တကယ်လေးစားရတဲ့ ဟိုတကယ်ဝိုင်းရင်တရုတ်ဆောင်ဟိုပြင်ပထားကတယောက်ဆိုလဲဟိုအကူနဲ့ရှေ့ဆက်ပြီးအလုပ်တင်ညာကြီးလဲတူတူတွဲလုပ်ချင်တယ်ဒါကြလို့ကိုဘက်ကအမားနေရှိလို့ချင်းလဲအခုကြရမှာပြည်လေချင်တယ်ပေါ့နော်ဘာလို့လဲအဲ့လိုမျိုးအခုထစ်တွေလဲအဲ့လိုမျိုးဖြစ်ချင်ဘူးကွာဘာဖြစ်လို့ဒီလောကမှာခုမှကျွန်တော်ဟိုတက်တစ်ဆာလေးပဲရှိကြဘာမှဘာမှမဟုတ်တဲ့အရာလေးကြောင့်တော့ကြောင်းနေမှာကျွန်တော်အပြည့်စည်လဲမခံနိုင်ဘူးလေအကြောင်းလို့ကိုဘက်ကမားနေဆိုရင်တော့မှကိုကပြန်ပြောတောင်းမှန်ချင်တယ်အဲ့လိုမျိုးပါအဲ့လိုမျိုးတော့ပါရောကျွန်တော်ကဒါကကြာဘယ်လိုပြောချင်လဲဆိုတော့ဒါကကြာနားလဲမူလွယ်တဲ့လိုပဲပြောတော့ပြောချင်တယ်ပေါ့နော် အကိုစဉ်းစားအကိုညိုစဉ်းစားလို့ရှိရင်လည်းကျွန်တော်သိမှာပါကျွန်တော်စိတ်ကဘယ်လိုရှိရဲဆိုတာလည်းအကိုနားလည်မလို့လည်းတည်ရဘာလို့ဆိုတော့ကျွန်တော်ကဒါအကိုမကောင်းတဲ့ရည်ရချက်နဲ့ကျွန်တော်ပြောလိုက်တဲ့ဟာလည်းမဟုတ်ဘူးကျွန်တော်ကဒါကျွန်တော်ဟာနဲ့ကျွန်တော်ဒီတန်းတိုင်းလေးပဲဟိုမထင်မဖက်နဲ့ပြောလိုက်တဲ့ဟာလေးကအကိုရဲ့အကိုရဲ့ဘယ်လိုပြောမလဲစိတ်ထဲမှာနားလည်မှုလေးလွဲသွားပါတော့နော်အဒီကောင်ကစကားရှုပ်တယ်အကိုညိုကစကားရဲစကားရှုပ်တာမကြိုက်ဘူးလေကျွန်တော်ကစကားရှုပ်တာလည်းမဟုတ်ဘူးကျွန်တော်ဒီတန်းတိုင်းလေးကျွန်တော်ဟာနဲ့ကျွန်တော်ဒီတန်းတိုင်းဖာတိဖာတာလေးပြောလိုက်တဲ့ဟာကအကိုရဲ့နားထဲမှာရောက်သွားတော့အကိုအနေနဲ့အဲ့လိုမျိုးကျွန်တော်စကားရှုပ်သွားမှထင်ပါလေကျွန်တော်အရန်ကြောက်တယ် အဲ့လိုမျိုးလဲကျွန်တော်စကားချုပ်တာလည်းမဟုတ်ပါဘူးတကယ်လို့မှားပါလို့ရှင်လဲအဲ့လိုမျိုးဟိုတောင်းမှန်ပါတယ်လို့ပြောချင်တယ်ကိုလေဟောဟောဟောကျွန်တော်ဒီလောကမှာလဲဝင်တာကလည်းမကြသေးဘူးဟိုဝင်ချင်းမှာပဲဒီလိုမျိုးပြဿနာလေးနည်းနည်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကလည်းဟိုကျွန်တော်တို့လည်းအများကြီးတကယ်ပြောလို့ရှင်အများကြီးထိခိုက်တယ်ပေါ့နော်ကျွန်တော်အမှန်တမ်းပြောလို့ရှင်ကျွန်တော်စကားဟုတ်ကြလို့ကျွန်တော် စိတ်ခဲရှိတဲ့အတိုင်းပဲပြောတတ်တယ်ပုံမှန်နေနေပဲမစင်စားဘဲနဲ့ဒီလူတယောက်ကိုပြောမယ်ဆိုရင်ဒါငါပြောဒီစကားပြောလိုက်လို့ငါအတွက်ကောင်းသလားဆိုးသလားဆိုတော့လေကျွန်တော်မစင်စားဘူးဒါပေမဲ့ကျွန်တော်အဲ့လိုမျိုးစကားဆိုဖြစ်ဟိုဖက်ခနဲ့ဖက်ခနဲ့ပြောလိုက်တာကို့အတွက်အနှောက်ယှက်လေးဟိုတခြားသူရဲ့အမြင်မှာတော့သူ့အတွက်တော့အနှောက်ယှက်လေးဖြစ်သွားပြီပေါ့နော်အဲ့အတွက်ကြောင့်လဲအကိုညို့အနေနဲ့ကလည်းသူစိတ်နှောက်ယှက်ဖြစ်တယ်လို့လည်းထင်ပါတယ်လို့ဆိုတော့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ပြောလိုက်တဲ့ဟာကဒါရည်ရွယ်ချက်ရှိရှိကျွန်တော်ပြောလိုက်တာလည်းမဟုတ်ဘူးမထင်မထင်မဲ့ဖက်နဲ့ကျွန်တော်ပြောလိုက်တာဒါပေမဲ့အခုရဲ့ညီမကြတော့ကျွန်တော်ကအာဒီကလေးကအဲ့လိုမျိုးပေါ့နော် သူ့မှာအလိုမျိုးပြောတတ်တဲ့အချင်းရှိတယ်ဗျာညာထင်လဲထင်ကောင်းထင်သွားနိုင်တယ်ဗောနော်အဲ့တော့လဲကျွန်တော်ပြောချင်တဲ့ဇာတ်ကားတော့ကျွန်တော်အလိုမျိုးအကိုကိုညို့ပြောချင်တဲ့ဇာတ်ကားတော့ဟိုအထင်မလွဲပါနဲ့ကျွန်တော်မှာအလိုမျိုးအကိုပေါ်မှာအလိုမျိုးဘယ်လိုမျိုးလဲဟိုမကောင်းပြောချင်တဲ့စိတ်လဲမရှိပါဘူးကျွန်တော်တန်တန်လေးပဲကျွန်တော်အမှန်အမှန်မထင်ပဲပြောလိုက်တဲ့ဇာတ်ကားလေးကအကိုအတွက်ဟိုတောင်းဟိုနှောက်ရက်ဖြစ်သွားတယ်ဆိုတော့ကျွန်တော်ဒီနေရာလေးမှာကျွန်တော်ဟိုအကိုဒီဟာဝင်ချတောင်းမှန်ပါလေလို့ကျွန်တော်ပြောချင်ပါတယ်ဟုတ် ဆိုတော့ personal case အရာသူ့အနေနဲ့ဒါဟိုကိုမပါဘူးလို့ခုနလည်းပြောရဲထင်ခဲ့ဆိုရင်ပဲလေဒါတကယ်တန်းတော့သူရွေးတဲ့မှာပါပါပါဟုတ်အဲ့ပုံမှာရောကိုကြီးရဲ့ခုနလိုပေါ့စိတ်ပေါ့ဘယ်လိုမျိုးလို့ပူတိုင်းအရန်ခံစားရလဲဟိုကိုတိုင်းရောအဲ့ရှင်မှာအရန်ပျော်နေတယ်ထင်တယ်ဘာလို့ခုကိုမပါတော့ဘူးလို့သတ်မှတ်ထားတဲ့ဆုံးဖြတ်ထားတဲ့ဟာတခုကနေပါပါသွားတယ်ဆိုတော့အော် ဟုတ်တယ်စားရဲကျေးဇူးတော့ဘယ်လိုရှိလဲဆိုတာပါလေဘယ်လိုမျိုးလေးတွင်းဟုတ်တယ်အဲကျွန်တော်တော့မှဟိုဘယ်လိုပြောလဲစဉ်းစားမိရေပေါ့နော်ကျွန်တော်အစတော့ကျွန်တော်အဲ့လိုခေါ်ချင်မှလည်းခေါ်မှာမခေါ်ခေါ်ဝိုင်းချင်လည်းခေါ်မှာဒါမဲ့လည်းဟိုအခုရဲ့ဘယ်လိုပြောမလဲစကားတန်လေးလည်းကြားရရေပေါ့နော်အဲ့လိုမျိုးသူပြုံးဆောင်ကောင်းရင်ယူမယ်ဒါမဲ့ခုကဒီလိုမျိုးယူရဲဆိုကြတဲ့ကကျွန်တော်ပြုံးဆောင်ကောင်းလို့ရောဒီလိုမျိုးအခုပေါ်မှာဟိုကျွန်တော်ပေါ်မှာအဲ့လိုမျိုးအာဂါတာမထားဘဲနဲ့အခုလိုမျိုးယူရဲဆိုတာဒါအခုဟိုဘယ်လိုပြောမလဲအခုအတွက်ကကျွန်တော်တို့ကတော့တကယ်ဘယ်လိုပြောမလဲဟိုပြောမယ်ဆိုတော့မဟာဂိူနာရှင်အကိုလို့ပြောလို့ရတယ်ပေါ့နော်လက်စက် ဲ့လိုမျိုးယူလိုက်တဲ့အတွက်ကြောင့်လည်းကျွန်တော်အခုကျေးဇူးအများကြီးတင်ပါတယ်။ဒါအခုဆိုရင်လည်းဒါကျွန်တော်ဒါဒီ Super Star Academy Academy လေးမှာကျွန်တော်ဒါ Show Live Application မှာပြန်သွားတော့ဘောနော်။အဲ့ဒီအလုပ်ညာလှူရှားမှုတွေလည်းရှိပါတယ်။အားကြီးခွက်လို့ကျွန်တော်အားပါအောင်အားပေးပါအောင်။နောက်ထပ်ကျွန်တော်တခြားဒီ casting ဟို casting ဘောပေါ့နော်။ကျွန်တော်ရှားဇလန်တို့လေးကြော်ညာလေးလည်းရိုက်ထားလည်းရှိပါတယ်။အားလည်းထွက်လို့ရှိနေ။အားပေးပါအောင်လို့ရှိတယ်။